ကြီးကျယ်လေးကျဲထားပြီးပြောသလိုမလုပ်လို့ဝေဖန်ခံနေရတဲ့အကယ်မီချူလေးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်နောက်ဆုံးရဆယ်လီတရေနေ့ကိုစူးစီးဖော်ပြတင်ဆက်ပေးနေတဲ့ကျမရဲ့ page လေးကနေပြန်လည်ကြိုဆိုလိုက်ရပါရရှင်တရုတ်ဆောင်ချူလေးကတော့မထမပဲအကယ်မီစူးကြီးကိုတင်ပိုက်ထားနိုင်လို့ညံ့လို့မဆုံးချင်နေရပါတစ်ဖက်မှာလည်းအကယ်မီစုနဲ့ပတ်သက်ပြီးတော့လည်းချူလေးတရအကြီးအကျယ်ဝေဖန်ခံနေရပြီဖြစ်ပါရယ်ချူလေးတရအကယ်မီစုကလွယ်ကူခဲ့တာတော့လောကမဟုတ်ဘဲနဲ့ခက်ခက်ခဲခဲစူးစမ်းရယူထားရတာဖြစ်ပါရယ် တရုတ်ဆောင်ချူလေးဟာတိုင်ဆိုင်မှုတွေမှုလို့ပေါနေတဲ့ MRT4 ရုပ်တံဇလန်တွေမိသမီးတွေကြားထဲမှာမှမဆုံးမနစ်ကြိုးစားရင်းနဲ့အခုလိုမျိုးအောင်မြင်မှုကိုရလာခဲ့တာပါဒါကြောင့်မို့လေ MTV4 ရုပ်သံမင်းသမီးရေချာရဲမှာမင်းမြင့်မှုပြရနဲ့ဒုတိယမြောက်ကယ်မီဆူရှင်မင်းသမီးဖြစ်လာတာဖြစ်ပါတယ်။ဂျူလီယာအနုပညာရှင်လောကမှာပထမဆုံးအကျင့်အကယ်မီဆီကိုရရှိခဲ့တဲ့ရခိုင်အမျိုးသမီးတဦးဖြစ်လာခဲ့ပါပြီ။ဒါအပြင်ဂျူလီဟာအခုနောက်ပိုင်းမှာဆိုရင်ရုပ်ရှင်စကားကြီးတွေများစွာကိုရိုက်ကူးခဲ့ပြီးစီနီယာမင်းသမီးတဦးဖြစ်နေပါပြီ။ ဒီလိုအမြင်မှုတွေရရှိဖို့အတွက်ဂျူလီဟာဘာမှမရှိသေးတဲ့အခြေခံဘဝအနေခက်ခက်ခဲခဲစူးစမ်းရုံးကန်လာခဲ့ရတာဖြစ်ပါရယ်။တယောက်သောဂျူလီဟာရခိုင်ပြည်နယ်တန်ရွယ်မြို့နယ်လေကလေးမထင်မရှားအမှုပညာလုပ်တွေကိုလုပ်ကိုင်ရင်းနဲ့အဆက်အသွယ်မရှိပါဘဲအမှုပညာလောကတွေကိုဝင်ရောက်လာခဲ့တာဖြစ်ပါရယ်။အနုပညာလောကရဲ့ဝင်ရောက်ချက်မှာတော့ချူလီဟာတောဘတ်နယ်ပယ်ကြိုက်တဲ့ဇဂါရီဆလန်ဒရီမှာပါဝင်တရုပ်ဆောင်ရင်းနဲ့ဝန်ကြီးအတွက်ရည်တည်ခဲ့ရပါတယ်။ နေအစ်ရာဆရိနမေနေတူ MRTB4 Forever Company မှာဇလန်တဲမင်းသမီးဖြစ်နေရတနေရာရရှိခဲ့ပြီးမဆုံမနေစူးစမ်းသလိုအနည်းပညာပေါ်မှာလည်းဆွဲလန်းလုံးတဲ့သူတူဖြစ်ပါရယ်အဲဒီကနေတစင်ချူလေးဟာအခုတော့အကယ်မီချူလေးဆိုရယ်နမည်တလုံးရှာနေပြီဖြစ်ပါရယ်အကယ်မီလည်းရရှိခဲ့ပြီဖြစ်ပြီးကုန်တင်လည်းကြီးမားနေပါပြီဒီလိုချူလေးကြောင့်အကယ်မီဆူရအပြီးမှာအကယ်မီရွှေစင်ရုပ်ထုကိုဖုန်ကြီးကိုလှူမယ်လို့ပြောထားတာဖြစ်ပါရယ်ရုပ်ဆောင်ချူလေးကသူမရဲ့အကယ်မီရွှေစင်ရုပ်ထုကိုမုံမြတ်တဲ့ကုသိုလ်ဌာနအနေနဲ့လှူရမ်းမယ်လို့ပြောခဲ့တာဖြစ်ပါရယ် အဆိုပါအချိန်တော့ဆိုရင်ပရိသတ်တရားချူလေးကိုသူမရဲ့မုံမြတ်တဲ့စိတ်ထားကြောင့်တရုခေါ်ခဲ့ကြတာဖြစ်ပါရယ်။ဒါပေမဲ့လည်းတကယ်တမ်းရှာလာပြီးအခုချိန်မှာတော့ချူလေးဟာသူမရဲ့အကယ်မီရွှေစင်ရုပ်ကိုဖုန်ကြီးကိုမလှူနိုင်တော့ပါဘူးဆိုပြီးတရားဝင်ထုတ်ပြောလာခဲ့ပါရယ်။အဆိုပိုင်းမှာတော့ကလှူမယ်လို့ပြောခဲ့ပေမဲ့အခုချိန်မှာမလှူတော့တာကသူမဟာဒီအကယ်မီကိုရရှိဖို့အတွက်အသေးအတန်ကြိုးစားခဲ့ရတာကြောင့်ပဲဖြစ်ပါရယ်။ဖုန်ကြီးကိုလှူမယ်လို့ပြောထားတာကိုတော့သူမရဲ့ဝင်ဝင်လေးတွေကပဲလှူလိုက်တယ်လို့လဲဆိုပါရယ်။ ပရိသတ်တရားလေးပဲမလူချင်းမင်းနဲ့အစာဘာလို့လှူမဲ့ပြောလဲဆိုပြီးချူလေးကိုမိကွန်းထုတ်ဝေဖန်နေကြတာဖြစ်ပါရယ်တာရုအခေါ်ခံစနာကြောင့်အကြီးအကျယ်ကြေပြခဲ့ပေမယ့်တကယ်တမ်းတော့ပြောသလိုမလုပ်နိုင်တာကြောင့်ချူလေးတက်ကတော့ဝေဖန်ခံနေရပြီပဲဖြစ်ပါရယ်ပရိသတ်ကြီးတို့ရောချူလေးပေါ်မှာဘယ်လိုမြင်လဲဆိုတာပြောခဲ့ပေးပါဦးနော်အစောတိနာဆင်ပြီလို့ကျေးဇူးတင်ပါရယ် ဟုတ်ကဲ့ပါရှင်နောက်ထပ်ပြီးတော့လေအနုပညာဆယ်လီတရင်ကြောင့်မျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးတော့မှာဖြစ်တဲ့ Judge Marie Page လေးကို Like and Follow လေးလှုပ်ထားပေးကြပါအောင်နော်အဆုံးထိနောက်ဆက်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်